။အိန္ဒိယကိုရင်းနှံပေးပို့ဖို့ဟော်မုန်းစီရဲလက်ကြားတစ်ခုတည်းကနေမဟုတ်ဘဲတခြားလမ်းကြောင်းတွေရှိရလို့အိန္ဒိယစွမ်းအင်ဝင်ကြီးကပြောပါရယ်။ဟော်မုန်းစီရဲလက်ကြားကိုပိတ်ဖို့အီရန်ပါလီမန်ကခွင့်ပြုလိုက်ပြီးဖြစ်ပေမဲ့ကမ္ဘာရင်းနှံတင်သွင်းမှုမှာတတိယမြောက်အကြီးဆုံးနိုင်ငံဖြစ်တဲ့အိန္ဒိယကစိတ်ပူနေပုံမပြပါဘူး။အိန္ဒိယစွမ်းအင်ဝင်ကြီးဟာဒီစင်ပူရီကအိန္ဒိယမှာသတင်းပတ်တချို့စာအတွက်စွမ်းအင်အလုံးလောက်ရှိသေးကြောင်းနဲ့တခြားလမ်းကြောင်းတွေကနေလည်းစွမ်းအင်တွေဆက်လက်ရနိုင်သေးကြောင်း S လူမှုကွန်ရက်မှာပြောဆိုထားပါတယ်။ Post တယ်မှာဝင်းကြီးက ဝင်ကြီးချုပ်နရန်ဒရာမိုဒီရဲ့ဦးဆောင်မှုနဲ့ပြီးခဲ့တဲ့နှစ်တွေကလေးကစွမ်းရင်ရဖို့လမ်းကြောင်းကိုတခုရဲမကအောင်ရှာထားပါတယ်။အိန္ဒိယကိုပို့တဲ့စွမ်းရင်အများစုဟာဟော်မုန်းစီရင်လက်ကြောင်းကိုဖျက်လာတာမဟုတ်ပါဘူးလို့ဆိုထားပါတယ်။အိန္ဒိယဟာလိုအပ်တဲ့ရေနံစိမ်းပမာဏရဲ့85ရာခိုင်နှုန်းကျော်တဘာဝတံခွေလိုအပ်ချက်ရဲ့ထဝက်ခန့်ကိုပြည်ပကနေတင်သွင်းပြီးရေနံစိမ်း40ရာခိုင်နှုန်းကျော်ကအရှိအလေပိုင်းကပေးပို့တာဖြစ်ပါတယ်။ အီရန်ပါလီမန်ကကမ္ဘာရေနံကုန်သွယ်ရေးအထူးကလမ်းကြောင်းတစ်ခုဖြစ်တဲ့ဟော်မုန်းစီးလက်ကြားကိုပိတ်ပစ်ဖို့ခွင့်ပြုလိုက်ကြောင်းအီရန်နိုင်ငံပိုင်ရုပ်သံ press တီဗီကဇွန်20ရက်ကကြေညာခဲ့ပါတယ်။ ဒါပေမဲ့နောက်ဆုံးအဆုံးအဖြတ်ကအီရန်လုံခြုံရေးကောင်စီဘက်မှသာမှုတည်ပါတယ်။အီရန်နျူကလ িয়ার စီမံကိန်းရှိရာနေရာ၃ခုကိုအမေရိကန်ကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်အီရန်ဘက်ကဘလို့လက်တုပ်ပြန်လာနိုင်နေဆိုတာကိုအလုံးကစောင့်ကြည့်နေကြပြီးအီရန်ထည့်စင်းစားနိုင်တဲ့နည်းလမ်းတွေနဲ့ဟော်မုန်းစီလက်ကြားကိုပိတ်ဖို့ကိစ္စလည်းပါပါတယ်။ကမ္ဘာရေနံစိမ်းအားလုံးရဲ့၅ဘုံ၃ဘုံ၅ဘုံဖုံ20ရာခိုင်နှုန်းခန့်ဟာဟော်မုန်းစီလက်ကြားကနေဖြတ်တန်းသွားတာဖြစ်ပါတယ်။အီရန်နဲ့အိုမန်ကြားတည်ရှိတဲ့ ဟော်မုန်းရေလက်ကြပိတ်သွားမယ်ဆိုတာကကမ္ဘာစွန့်ရင်ဈေးကွက်မှာကြီးမားစွာကရက်ထမှာဖြစ်ပြီးရေနံစည်းတွေထိုးတက်လာနိုင်ပါတယ်။ဒီရေလက်ကြကိုပိတ်မယ်လို့အီရန်ကအရင်အခါတွေကလည်းချိန်ချောက်ခဲ့ပူပါတယ်။ဒါပေမဲ့1980ပြည်လွန်နှစ်တွေကအီရန်အီရက်စစ်ပွဲအပောင်းဝင်ဘလို့စစ်ပွဲကာလမှာမှဒီရေလက်ကြကိုမပိတ်ခဲ့ပါဘူး။အကြောင်းရင်းကအီရန်ကိုယ်တိုင်လည်း၎င်းတို့ကုန်သွယ်ရေးအတွက်ဟော်မုန်းရေလက်ကြားကိုအားကိုးနေရပြီးရေလက်ကြားကိုပိတ်လိုက်ပါက အီရန်နဲ့မေဆွေနိုင်ငံတွေထိခိုက်သွားမှာဖြစ်ပါတယ်။ဒေတာရင်းအင်အားကြီးဆော်ရီယာရီပြအပါအဝင်အိန္ဒိယနိုင်ငံတွေကအီရန်နဲ့ဆက်ဆံရေးတိုးတက်ကောင်းမွန်လာခြင်းသိမ့်မရှိတာကြောင့်အိန္ဒိယနိုင်ငံတွေနဲ့ပိုကင်းကွာသွားမှာကိုအီရန်ကမလိုလားတာဖြစ်ပါတယ်။အမေရိကန်စွန့်ရင်အချက်လက်ဌာန EIA အစိုးရဟော်မုန်းစီးလဲကြားကိုဖျက်ပြီးတည်နေတဲ့ရေနံစိမ်းတွေကိုတရုတ်အိန္ဒိယဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကအများဆုံးပေးပို့ပါရတယ်။အနောက်အုပ်စုကအေးအေးယူပိတ်ဆို့ထားတာကြောင့် အီရန်ရေနံကိုဝယ်ယူတဲ့နိုင်ငံအ ਨੇ စုသားရှိပြီးတရုတ်ကရှော်စီနဲ့အီရန်ရေနံကိုအများဆုံးဝယ်ယူနေပါတယ်။ဒါကြောင့်ဟော်မုန်းစီရဲ့လက်ကြားပိတ်သွားပါကအီရန်မဟာမိတ်တရုတ်ရဲ့စွမ်းအင်လိုအပ်ချက်အပေါ်ထိခိုက်လာမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီယိုကဟော်မုန်းစီရင်လက်ကြားကိုအီရန်မပိတ်အောင်တရုတ်ကိုနှာချခိုင်းနေပါတယ်။တကယ်လို့ပိတ်လိုက်မယ်ဆိုရင်နောက်ထပ်ဆိုးရွားတဲ့အမားဖြစ်သွားလိမ့်မယ်။အမေရိကန်ထက်တခြားနိုင်ငံတွေရဲ့စီးပွားရေးကိုပိုအထိနာစေလိမ့်မယ်လို့နိုင်ငံတော်လုံခြုံရေးအကြံပေးတာဝန်ကိုပါယူထားတဲ့ရူဘီယိုကသတိပေးနေပါတယ်။